။အားလုံးပဲမင်္ဂလာပါရှင်။အခုတခါဖက်ပြပေးစင်းတဲ့စာအုပ်ကတော့ဆရာချမ်းမြေဝင်းဘာသာပြန်ဆိုရေးသားထားတဲ့အမောင်းဆိုတဲ့ဝိထုလေးပဲဖြစ်ပါတယ်။နားစင်ခန်းစားပြကြပါအောင်ရှင်။ဒီစာအုပ်ကလေးကို တင်ဆက်ခွင့်ပေးဖို့ဆရာချမ်းမြေဝင်းကိုလေးစားစွာပန်ကြားအပ်ပါတယ်ရှင်။အပိုင်း24နောက်ဆုံးပိုင်းနှကန်းနေတော့နဲ့ အပြားတိုင်းတန်ကရတဲ့ DNA တွေကမီရှဲအရာပေါ်မှာတွေ့ခဲ့တဲ့သွေးစားရည် DNA နဲ့တထက်ထဲကြတယ်။အခုမှ လူသက်မှုအဖြစ်ပြောင်းလဲသွားပြီးဒီယွန်ဒရာကို အသေးအတန်လိုက်ရှာနေကြပြီ။ဒီယွန်ဒရာတယောက်ဒါကြောင့်ဘန်နဲ့သူနဲ့ကြားကဆက်နွယ်မှုကိုဘသူမှမသိအောင်ထိန်းထားချင်တာကိုဟုတ်တယ်လေ။မီရှဲအရာပေါ်ကရတဲ့သူ့ရဲ့သွေးစားတွေကိုရဲတွေကသိမ်းထားတာလေ။ အခုခင်မီလာတော့ဤပညာတွေတိုးတက်လာတာနဲ့အမျှအဲ့ဒီသွေးစားရဲ့ DNA နဲ့ထပ်တူကြမယ် DNA ကို ရှင်ကြည့်ရတာပိုလွယ်လားယော နှစ်တွေကြာလာတာနဲ့အမျှခင်မီလာတာနဲ့အမျှဒီယွန်ဒရာလေးစိတ်တွေပူတထက်ပူလာမှာပဲကောင်းနေနေသေးတယ်အမရီလိုမျိုးကငွေလွှဲတဲ့နေရာတစ်ခုမှာဒီယွန်ဒရာကိုဖမ်းမိသွားတယ်ခရစ်စတယ်ကိုတော့ရှာမတွေ့ဘူးဒီယွန်ဒရာကိုဖမ်းတော့ ရဲလီယာဝိုင်းဖန်ရတယ်တဲ့ဒီတော့ဒီယွန်ဒရာလဲထောင်ကျသွားပြီကေဗင်ဒီလဲလူသက်မှုတွေအတွက်ဝန်ခံပြီးပြီဒါတွေမကဘူးငွေချေးပွဲစာဆိုရင်လူတယောက်ကိုလဲဖမ်းမိထားတယ်ကေဗင်ဒီနဲ့အလုတ်တွဲလုပ်ခဲ့တဲ့ပြစ်မှုအတွက်ဖမ်းထားတာနာမည်ကလန်းနဲ့နာမည်ကြားတာနဲ့တင်ယွန်စရာဒီလောက်တရားခံတွေအများကြီးမိထားတာဘန့်ကိုလွှတ်ပေးတော့မှာပဲလို့ထင်စရာပဲဒါပေမဲ့ အဲ့ဒီလောက်မလွယ်ဘူးဒီယွန်ဒရာကမိသွားတာလားမီရှယ်ကိုတူးတက်တယ်ဆိုတာဝန်မခံသေးဘူးတရားယုံတင်ရအောင်မေးကြာမေးဒီကြားထဲမှာကျမကိုဗန်ဒီကို ထောင်ထဲမှာဆက်ထည့်ထားအောင်မေးဗန်ကလည်းဒီယွန်ဒရာကိုဆွဲချက်တင်မှုသက်သေးထွက်ဖို့ညင်းနေမီလာကုံလောက်ကြတော့ကျမဗန်စီကိုတွားတွေ့ဖို့ဆုံးဖြတ်လိုက်တယ်ဗန်ကအရင်တစ်ခေါက်ထက်ပိုပြည့်လာတယ် မျက်နာကတော့စိတ်ပူသလိုလိုပင်ပန်းနေသလိုလိုမှန်ရဲ့ဟိုဘက်ကနေကျမကိုရရဲ့ပြုံးပြတယ်အခုကျမကိုတွေ့မှတွေ့ကြမှာမလားလို့မြင်သူ့ကိုတစ်ချိန်ချိန်မှာရှာတွေ့မယ်ဆိုတာဒီယွန်ဒွားကကြိုးသိနေတာအလိုလိုနေရင်တေချာနေတာသူ့ထင်တာမှန်သွားတာပေါ့อืมဟုတ်မှာပေါ့ဘန်ကဒီယွန်ဒွားကို နှစ်အစိတ်တတီကာဝယ်ပေးခဲ့တာကျမလက်ချက်နဲ့ သူတို့အကြံတွေအကုန်ပြက်စီးသွားပြီ။မန်ပုံစံကသူ့မှာအပြစ်ရှိတာကိုသိနေတယ်လို့ရှိုးတို့ရှန်တန်ဝမ်းနှဲနေတဲ့ပုံတော့မပေါ်ဘူး။ဒီယွန်ဒရာအဖမ်းခံရမယ့်အချိန်ကိုများတိတ်တခုမျှော်လင့်နေကြတာလား။အဲ့လိုပဲဖြစ်ပါစေလို့ကျမဆုတောင်းတယ်။ဘန်းကိုတည့်တည့်ကြည့်တော့မမေးဖြစ်ဘူး။ဘန်းအခုထောင်းကလွတ်တော်မှာနော်။မယုံနိုင်စရာကြီးပဲနော်။ထောင်းကလွတ်တော်မှာ။ သိကြပါလွတ်မယ်လို့တော့ပြောလို့မရသေးဘူးမီရှယ်အရာပေါ်ကသွေးစာတွေကခိုင်လုံနဲ့တက်သေးပါဒါပဲမဲ့ဝန်ခံချက်မရမချင်းမသိကြဘူးဒါပဲဖြစ်ဖြစ်ကျမကတော့မျှော်လင့်ပါပဲอืมလွတ်တော်လဲကောင်းတာပေါ့အချိန်တန်ပြီထင်ပါတယ်24နှစ်ဆိုတဲ့အချိန်နဲမှမနေပဲငါအပြစ်တွေလဲကြေလောက်ပါပြီဘာမှဝင်မတာပဲ ရက်ကြည့်နေခဲ့တဲ့အပြစ်လေအဲ့ညာကမဖြစ်ခဲ့တဲ့လဲဆိုတာကို လိုင်းဝိုင်းနဲ့ကျမနဲ့စဉ်းစားကန်ဖွင့်ခဲ့ပြီးပြီတီထားတဲ့အချက်အလက်တွေကိုပြန်တီကုန်းကြည့်ပြီးပြီအဲ့ညာကဒီယွန်ဒရာနဲ့ဘန်းနဲ့မြို့ကနေထွက်ပြေးဖို့ကြံနေပတ်စံပြန်ယူမယ်ဆိုပြီး ကျမတို့အိမ်ကို သူတို့ရောက်လာတယ်ဒီယွန်ဒရာက မီရှဲကိုလဲပင်းညက်တတ်တယ်ကျမထင်တာကတော့မီရှဲကဒီယွန်ဒရာဖိုက်ကြည့်နေတာကို တနည်းနည်းနဲ့တည်သွားလို့ဖြစ်လိမ့်မယ်။ဘန်းကဘာလို့လဲမသိဘူး။မတားပဲကြည်နေခဲ့တယ်။ပြည့်ရဲ့ရဲ့ကြရင်တော့ဘန်းကိုတည်ချမေးကြည့်ခြင်းနဲ့အသေးစိတ်တွေတည်ခြင်းနဲ့အခုမေးရင်ဘာမှပြောမှာမဟုတ်ဘူး။ဒီမှန်မှနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်နေရင်ပြောမယ့်စကားတွေကို ကိုစီမြှချနေကြတယ်။ဘန်းကသူ့လက်မောင်းမှာရှိတဲ့ဝတ်ချံဘူးကိုကုတ်နေတယ်။ပေါ်လီဆိုတဲ့တက်တူရဲ့ နောက်ဆုံးစလုံးဝိုင်းကဗန်အင်ကြီးလက်ခအောက်ကနေပြူထွက်နေတယ်။음ခရစ်စတန်ခရစ်စတန်နဲ့ပတ်သက်ပြီးနင်ဘာတိထားလေ။နေပြီ။ငါ့ကိုပြောပြပါလား။ဂျီယွန်ရအိမ်မှာဘာတွေဖြစ်ခဲ့တာလဲ။ငါကြားတဲ့ဇလန်းတွေကတခုတမျိုးစီဖြစ်နေတယ်။ခရစ်စတန်ခရစ်စတန်ဆိုတဲ့ကောင်မလေးကဘယ်လိုလဲ။စိုးလား။အော်အခုတော့အဲ့ဒီအိမ်ထဲမှာ အဲ့ညာကဘာတွေဖြစ်ခဲ့တယ်လဲဆိုတာစဉ်းစားရင်ပူပင်နေတဲ့သူကဘန်ဖြစ်သွားပြီပေါ့ကျမမေယိုမှာဆွဲကြံရစ်ခဲ့တဲ့မြေရည်ဆက်ပုံစံအမာရွတ်နှစ်ခုကိုလက်နဲ့ပုတ်ကြည့်မိတယ်မိဘူးထိတ်ကရင်နှွေးငွေပိုက်နှချောင်းနဲ့ထိုးမိထားတာလေခရစ်စတယ်လက်ချက်ပေါ့ခရစ်စတယ်ကညံကောင်းပါတယ်ရဲရီ သူ့ကိုရှာမတွေ့အောင်ပုံတက်တယ်လေဒီယွန်ဒရာကတော့ခရစ်စတယ်ဘယ်ရောက်နေတယ်လဲဆိုတာ ဘရောမှပြောပြမှာမဟုတ်ဘူးငါမေးတာအဲ့ဒါမဟုတ်ဘူးလေလေဘီကျမလည်းမပြောပြတတ်ဘူးလေဗန်ခရစ်စတယ်က သူ့အမေကို ကာကွယ်ပေးနေတာဒီယွန်ဒရာကခရစ်စတယ်ကို အကုန်လုံးပြောပြထားတယ်တဲ့အကုန်လုံးနော်မီရှယ်ကိုသူ့တက်ခဲ့တာပါလို့ပြောပြထားတယ်လို့ကျမကတော့ထင်တယ်ကို့အမေကလူသက်သမားဆိုတာကိုသိနေတဲ့သမီးအနေနဲ့ဘလို့ဖြစ်သွားမလဲ အဲ့ဒီအကြောင်းကိုပဲတွေးနေတော့မှာပေါ့ဘာကြောင့်များဒီလိုဖြစ်ရသလဲဘာအတွက်လဲဆိုတာတွေကိုအဖြေရှာတော့မှာလေသတင်းစာထဲမှာတွေ့ရတဲ့ဓာတ်ပုံတွေကိုပြက်ညက်ကပ်ပြီးစောက်အုပ်ထဲထည့်မယ်သိသွားတဲ့သူ့ဆွေမျိုးတွေအကြောင်းစုံစမ်းမယ်သိသွားတဲ့သူ့အတော်မီရှဲရဲ့ဒါယာရီကို အလွတ်ရတဲ့အထိဖတ်မယ်ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုတောင်ပေါင်းစုံကနေ နားလေတဲ့အထိစူးစမ်းမယ်သူ့တစ်သက်လုံးမှာ သူ့မိကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုပဲစဉ်းစားနေကြတာလေအဲ့မှာကျမသူ့အိမ်ကိုရောက်လာတယ်ခရစ်စတာအမားလှုပ်လိုက်လို့ကျမအဖြစ်မှန်ကိုသိသွားတယ်အဲ့တော့ခရစ်စတာကဘာလုပ်တယ်လဲသူ့အမားကိုချက်ချင်းပြန်ပြင်းမှုစူးစမ်းတယ်ဖြစ်တဲ့နည်းနဲ့ပြန်ပြင်းမယ်ပေါ့ကျမနားလေတယ်ဒီတခါတော့ကျမသူ့ကို ခွင့်လွှတ်လိုက်မယ်ကျမကြောင့်သူထောင်ထဲမဝင်စေရဘူး ရဲစခန်းမှာခရစ်စတက်အကြောင်းကို ကျမတိတိကျကျပြောမပြလိုက်ဘူး။အိမ်ကိုမိရှို့တဲ့အမှုထဲမှာခရစ်စတက်ပါမပါကိုသူတို့ကသိကြနာ။ခရစ်စတက်ကျမကိုတတ်ဖို့ကြိုးစားခဲ့တယ်ဆိုတာကိုတော့ရဲတွေမသိဘူး။တော်ပြီ။နောက်ထပ်ဒေးမိသားစုဝင်တယောက်ကိုကျမထပ်ပြီးမဆွဆွဲကျင်တော့ဘူး။ထောင်ထဲမထည့်ကျင်တော့ဘူး။ခရစ်စတက်မှာအပြစ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေထားလိုက်ပါတော့။ခရစ်စတက်ကယူနေတာမဟုတ်ပါဘူး။ လူကောင်းမှာတခြင်းကပဲအယူထတယ်လို့လို့ဖြစ်သွားတာပါလို့ကျမကိုကိုကိုနားချကြည့်တယ်။ဒါပေမဲ့သူ့အမေအလှဲတော့ကလည်းအဲ့လိုတခြင်းကအယူထလိုက်တာကျမညီမမီရှဲတည်သွားတယ်။ခရစ်စတက်ကိုတက်တက်လုံးထပ်မတွေ့ရပါစေနဲ့လို့မျှော်လင့်တယ်။တွေ့လဲပြဿနာမရှိဘူး။ကျမအခုတနတ်တလက် အမြဲဆောင်ထားတယ်။နင်းခရစ်စတက်ကိုတကယ်ခွင့်လွှတ်တာလားလေပြီ။ မှန်တဲ့အရာကိုလုပ်ဖို့ကြိုးစားရင်းနဲ့တလွဲတွေဖြစ်ကုန်တတ်တာကိုကျမနားလည်ပါတယ်။အမေလိုဖြစ်တာလို့ပြောတာလား။ဘန်းကမေးတယ်။မဟုတ်ဘူး။ကျမလိုပဲလို့ပြောတာ။ငါတို့အားလုံးအဲ့ဒီနေရာမှာတော့အတူတူပါပဲ။ဘန်းကမှန်ချက်ပေါ်မှာသူ့လက်ဝါးကိုတင်တယ်။ကျမနဲ့ကျမအကူနဲ့လက်ဖွဲ့ချင်း ထက်လိုက်ကြတယ်။ဘန်ဒီယနေ့ ဟိုတနေ့ကထောင်ရဲ့အားကစားခွင်ထဲမှာမတက်ရက်နေရင်ဗန်မိโกနန်တဲတဲကို ရှူမိတယ်။သူ့ကောင်းပေါ်အမြင့်ရှိပေလောက်မှာမိโกရန်တခုငငယ်တုန်းကမြင်ခဲ့ဘူးတဲ့လဲရှုမိတွေကိုဗန်တတိယသွားမိတယ်။လဲခွင်းထဲကမလို့တဲ့မျက်ချောက်တွေတဝုံဝုံနဲ့မိရဲမှာ လွန်လူးပြောက်ွဲကုန်တာ။အဲ့ဒီအချိန်တုန်းကတော့လဲထဲမှာမွေးတဲ့ကလေးဖြစ်ရတာကိုဗန်သိမ့်မုန်းခဲ့တယ်။အခုတော့ဗန်စိတ်ကူထဲမှာ လေခွင်းတွေနဲ့မြက်ပြင်တွေပဲစီတန်းနေတယ်။အပြင်းဆိုတဲ့နေရာကိုပဲတစ်ချိန်လုံးတွေးနေမိတယ်။ညဘက်တွေမှာလည်းမျက်စီကိုစုံမိပြီးမိုးကုတ်စဝိုင်းအထိမစုံနိုင်တဲ့ပြောင်းခင်းတွေကိုမြင်အောင်ကြည့်တယ်။ခြေထောက်ကိုဝင်တိုးတဲ့ကိုင်းပင်ပူတွေကန်ဆက်ပြင်းနေရဲ့ခက်ပြန့်ပြန့်တောင်ကုန်းတွေဘွက်ထဲမှာဒူးအထိနေနေတဲ့သူ့ခြေထောက်တွေ သူ့ပုံဖော်ကြည့်တယ်။တစ်ခါတလေကြရင်ဗန်းစိတ်ကူးပါပြီးရီကျင်တယ်လို့လို့ဖြစ်မိတယ်။ ထောင်ထဲမှာတသက်တကျွန်းကို့မိသားစုကို ပြန်တက်တဲ့အမှုတဲ့ဗန်ဒေးဆိုတဲ့15နှစ်သားကောင်လေးကိုဗန်အခုနေတွေ့ရင်လဲပင်းညှစ်မိလိမ့်မယ်တတိမရှိတဲ့ငကြောက်လေးအလကားကတခါတလေကြာရင်တော့ဗန်သူ့ကိုသူခုံယူတယ်ဘာဖြစ်လို့လဲအဲ့ဒီလူသက်မှုတွေဖြစ်တဲ့ညာတော့ငါတော့ဗန်ဒေးဟာငကြောက်လေးအတုံးမကြတဲ့ကောင်လေးဖြစ်သမျှကိုရက်ကြည့်နေတဲ့စံကုန်မြေလေး လူသက်မှုတွေဖြစ်ပြီးသွားတဲ့အချိန်မှာတော့ဘန်းဆိုတဲ့ကောင်လေးတမျိုးပြောင်းသွားတယ်။ဟုတ်တယ်။ဘသူ့ကိုမှမကယ်နိုင်ခဲ့ပေမဲ့ဒီယွန်ဒရာနဲ့သူ့ကလေးကိုတော့ဘန်ကယ်တင်မယ်။ပါဇက်ပိတ်ထားမယ်။ညှို့ဝှက်ထားပေးမယ်။ဒါသူ့ရဲ့ဒုတိယမိသားစုပဲမဟုတ်လား။အဲ့ညာတော့ကဘန်ခန်းထဲကနေပြေးထွက်ပြီးဒက်ဘီကိုမကယ်နိုင်ခဲ့ဘူး။အမေကိုလည်းမကယ်နိုင်ခဲ့ဘူး။ဒီယွန်ဒရာကိုတားပြီးမီရှဲကိုလည်းမကယ်နိုင်ခဲ့ပြန်ဘူး။ ဘာမှမလုပ်ပဲဖြစ်သမျှကိုညှဉ်းခံနေခဲ့တာဗန်ဒေးဆိုတဲ့ကောင်ကဒီနေရာမှာတော့တကယ်တော်တယ်အခုလဲဖြစ်သမျှကိုညှဉ်းခံမယ်သူလုံနိုင်တာဒါပဲရှိတယ်ဖြစ်သမျှကိုညှဉ်းခံခဲ့လို့ဗန်နာမည်ကြီးလာတာဟုတ်တယ်စစချင်းတော့ဗန်ဆိုတဲ့ကောင်ကနဆိုးတွေကိုကိုးခွေတဲ့ကကို့အမေကိုကို့ညမကိုပြန်တတ်တဲ့ကထောင်ထဲမှာဗန်နာကိုဘယ်သူမှမကယ်ရဲဘူး ထောင်ဆောင်တွေတောင်ဘန့်ကိုကြောက်တယ်။တဖြည်းဖြည်းနဲ့ကြာလာတော့ဘန်းဆိုတာအဲ့လိုလူမျိုးမဟုတ်ပါဘူး။စကားနဲ့တဲ့၊ညိန်နဲ့၊ကျင်နာတတ်တဲ့ကောင်းလေးပါလားဆိုပြီးထင်လာကြပြန်တယ်။ထောင်ဝင်စားလာတွေ့တဲ့အထဲမှာမိမာတွေအများကြီးပါတယ်။ဘန်းစိတ်ထဲဘာတွေတွေးနေတယ်လဲဆိုတာသူတို့ဘာသာသူတို့ကောက်ချက်တွေချသွားကြတယ်။ကောင်းတာတွေပဲတွေးနေတာနေမှာပါဆိုပြီး ယူဆကြတယ်။တခါတလေတော့ ကောင်းတဲ့အရာတွေအကြောင်းစဉ်းစားပါတယ်။တခါတလေကြာရင်တော့အဲ့ဒီညသာ တမျိုးတစ်ပုံပြောင်းလဲသွားခဲ့ရင်မဖြစ်မလဲဆိုတာဗန်တွေးမိတယ်။သူနဲ့ဒီယွန်ဒရာနဲ့အတူတူထွက်ပြေးဖြစ်ခဲ့ရင်ကန်ဆက်အနောက်ပိုင်းတနီယာယာတမျိုးမျိုးမှာမော်တယ်ခန်းတိတိလေးတစ်ခုထဲမှာမွေးခင်စားကလေးကအပြဲကြီးနဲ့အောင်ကိုဒီယွန်ဒရာကပြည့်တနာမျက်ရည်တွေတဆူဆူနဲ့ဒီယွန်ဒရာကိုဗန်တက်များတက်မိမလား ဒါမှမဟုတ်ဘန်ကလေးကိုယူပြီးဒီယွန်ဒရာနဲ့ဝေးရာကို ထွက်ပြေးမိမလားအဲ့ဒါဆိုရင်တော့ခရစ်စတန်နဲ့ဘန်သားဖာနှစ်ယောက်တည်းပြောဖို့ကောင်းပါပဲခရစ်စတန်ကကောလိတဲ့ဝေးရာဘန်ကြတော့လေသမားကြီးအိမ်မှာကော်ဖီဖြော်ဆက်ကို မနာမနေဖွင့်ထားမယ်အမေရဲ့အိမ်နှုံးကလိုပဲပေါ့ဘန်ထောင်ထဲကထွက်ပြီးဒီယွန်ဒရာထောင်ထဲဝင်မှုအချိန်ရောက်ပြီလို့ဘန်ထင်တယ်ဘန်ထောင်ကလိုရင်ခရစ်စတန်ကိုလိုက်ရှာမယ် ခရစ်စတန်ကအရင်နှုန်းကတည်းကအိမ်ထဲကအိမ်ပြင်သိထွက်ပူခဲ့တာမဟုတ်ဘူးဒီတော့သိခက်ခက်ခဲခဲရှာရမယ်မထင်ဘူးတစ်ချိန်ချိန်မှာမနေနိုင်တော့ရင်ပြန်ပေါ်လာမှာပဲအဲ့ဒီအခါကျရင်ဗန်ခရစ်စတန်ကိုစောင့်ရှောက်မယ်တစ်သက်လုံးပါဇက်ပိတ်ပြီးဖြစ်သမျှကိုညင်ခံနေမဲ့အစားတယောက်ယောက်ကိုအဲ့ဒီလိုကြိရှုစောင့်ရှောက်ရတာပိုပျော်ဖို့ကောင်းပါပဲအဲ့ဒီလိုစဉ်းစားနေရင်လည်းဗန်စိတ်ထဲမှာတွေးမိတယ်နေရော အဲ့လောက်အကြီးကြီးတွေမမျောလင်းနဲ့မန်းဘွားနဲ့ရင်းပြီးရလာတဲ့သင်ကန်းစာတစ်ခုကအဲ့ဒါပဲအကြီးကြီးတွေကိုခဏထားလိုက်တိတိလေးတွေကို အရင်ရအောင်မျောလင်းချက်အကြီးတွေမထားနဲ့ဘန်းကမွေးကလေးကတယောက်တည်းနေဖို့မွေးလာတာအဲ့ဒါတော့သေးကြတယ်အမြဲတမ်းအထီးကျန်နေမှာပဲဒါကိုတော့ပြင်လို့ရမှာမဟုတ်ဘူးငငယ်လေးကလေးကအမြဲတစေအထီးကျန်နေတဲ့ခန်းစားချက်ကရှိနေတာအခုလဲတူတူပဲ တခါတလေကြာရင်မန်းစိတ်ထဲမှာသူ့ဘဝတစ်ခုလုံးသူ့နဲ့မဆိုင်သလိုဒီဘဝနဲ့သူ့နဲ့ဝေးနေသလိုခံစားရတယ်။ဘဝဆိုတဲ့နေရာတွေကနေနေနေတန်းပေးခံထားရတာ။သူရှိတဲ့နဲ့ရှိရမယ့်နေရာတစ်ခုနဲ့ကွဲကွာနေရတဲ့စစ်သားတရားလိုဖြစ်နေတာ။သူတခါမှမရောက်ဘူးတဲ့နေရာတစ်ခုကိုအိမ်လွမ်းလွမ်းနေရတာ။ထောင်ကလွတ်ခဲ့ရင်ဗန်လေးပီစီကိုအရင်သွားမှဖြစ်မယ်ထင်တယ်။ သူ့အမေနဲ့ချစ်ဆွတူတဲ့လေးပီ သူနဲ့ရုပ်ချင်းစင်တဲ့လေးပီလေးပီသူ့ကိုခွင့်လွှတ်ဖို့ဗန်တသက်လုံးတောင်းပန်ရပါစီရတယ်သူ့ညီမလေးကို သူစောင့်ရှောက်ခြင်းနဲ့ဒီမျော်လင့်ချက်တည်တည်လေးပဲဒီကစားမယ်ဗန်လိုချင်တာဒါပါပဲလေးပီတေယနေ့ကားစီကိုပြန်ရောက်တော့ထောင်တိုင်းရဲ့တန်ဆူးကျိုးကိုတွေကနေရာအောက်မှာဝင်းဝါနေပြီ အနာတရား ဒဏ်ရာရကုန်ကြတဲ့လူတွေအားလုံးကိုကျမစိတ်ထဲမှာရည်နေမိတယ်။ရည်ရွယ်ချက်ရှိရှိနဲ့မရည်ရွယ်ပဲနဲ့ထိုက်တန်စွာမထိုက်တန်စွာ မတရားစွာ အနေငယ်သာဘဝတစ်ခုစာအမေမီရှယ်ဒက်ဘီဘန်ကျမခရစ်စီကိတ်ခရစ်စီကိတ်ရဲ့မိပါရီဒီယွန်ဒရမိပါရီအန်တီဒါယန် ထရီတီပန်တို့ခရစ်စတယ်ဒီတန်ရာတွေထဲမှာပြန်ကုသလို့မဖြစ်နိုင်တော့တာတွေရှိသလိုတဖန်ပြန်ကောင်းမွန်လာနိုင်မယ့်အခွင့်အလမ်းတွေရောရှိသလားဘလောက်အထိပြန်ကောင်းလာနိုင်မလဲလမ်းမှာစီဆိုင်တဆိုင်မှာဝင်ရက်ပြီး အန်တီဒိုင်ယန်ရဲ့အင်္ဂလိပ်စာကိုဘလို့သွားရမလဲဆိုတာစုံစမ်းရတယ်အန်တီဒိုင်ယန်ရဲ့ဘိန်းတက်အင်္ဂလိပ်စီ ကျမမရောက်တာကြတော့လမ်းတွေမိကုန်ပြီဟုတ်တယ် အန်ဒီဒိုင်ယန်စီသွားတွေ့မှာလက်စီဆိုင်အင်တာလေးကိုခဏဝင်ပြီးမျက်နာကို ကြည်ကောင်းအောင်ပြင်နေ။ကွဲနေတဲ့နှကန်းတွေကိုနှကန်းဒီတောင်နဲ့ဖာထေးတယ်။ဒီနှကန်းစီတောင်ကတော့ဝယ်လာတာပါ။ခိုးလာတာမဟုတ်။ဝယ်လာမိတာကို နောင်တရတယ်လို့လို့တော့ရှိတာ။ပြီးရနဲ့အန်ဒီဒိုင်ယန်နေတဲ့ဘိန်းတက်အိမ်တွေကြီးစီထားတဲ့ပန်းဝဝါတွေပက်ပက်လေးစိုက်ထားတဲ့ခြံဝင်းရှိရာကိုကျမကားမောင်းသွားလိုက်တယ်။ အန်တီဒိုင်ယန်ရဲ့မင်းတက်အိမ်လေးကနေရာမရွှေ့သေးဘူး။အရင်နေရာပဲ။ကျမကားကိုရက်လိုက်တယ်။ဖုန်းသုံးချက်တီးတယ်။ဘိုးရင်တော့ကသူ့ကျမတို့အိမ်ကိုလာရင်လေအဲ့လိုဖုန်းသုံးချက်တီးပြီးအတိပေးနေကြလေ။အန်တီဒိုင်ယန်ကသူ့အိမ်ရှိကကွက်လက်သေးသေးလေးမှာပန်းပင်တွေကိုရေလောင်းနေတယ်။ကိုလုံးတုတ်တုတ်ခိုင်ခိုင်ကြီးကကျမကိုကြောပေးထားတယ်။သပင်တွေကတက်တူရောင်လွင်လွင်တွေနဲ့ဖွေးလို့ ဝန်းတန်ကိုကြာတော့သူလှဲ့ကြည့်ရယ်။ကားပေါ်ကဆင်းလာတဲ့ကျမကိုမျက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်ပြီးတရားကြည့်ရယ်။အန်တီဒိုင်ယန်ကျမစီကိုအန်တီဒိုင်ယန်ကမျက်နာအတင်းသားနဲ့တဒုံဒုံလျှောက်လာတယ်။ခြေလန်းသုံးလန်းနဲ့နဲ့ယောက်ချလာတယ်။ကျမကိုဝုန်းငနယ်ဆွဲဖက်တယ်။သူ့လက်မောင်းကြီးတွေကြားမှာကျမဆွေကနေပါသွားတယ်။ရှင်ဘတ်ထဲကလေးတွေပါခုံထွက်ကုန်တယ်။အန်တီဒိုင်ယန်က ျမရဲ့ခေါင်းကိုခက်ကြမ်းကြမ်းနှစ်ချက်ပုတ်တယ်။ပြီးမှကျမကိုဆွဲခွာပြီးမျက်နာကိုတေးချာကြည့်တယ်။သူ့ရင်ဘတ်ထဲကိုပြန်ဆွဲထည့်တယ်။လေပြီငါသိတယ်။ငါအစကတည်းကသိနေတယ်။နင်လုံနိုင်မဲဆိုတာငါကြိုသိနေတယ်။အန်တီဒိုင်ယန်က ကျမစပင်တွေကို သူ့မျက်နာနဲ့အရင်ပြောတယ်။သူ့အာငွေကနှွေးပြီး secret နဲ့သိနေတယ်။ ဘာလုပ်နိုင်တာလဲ။နည်းနည်းလေးပိုကြိုးစားနိုင်တာ။အန်တီဒိုင်ယန်စီမှာနှစ်နာရီလောက်ဆက်နေဖြစ်သွားတယ်။ပြောစရာစကားတွေမကြံတော့တဲ့အထိပဲ။ဒါဖြစ်နေကြပါ။နှစ်ယောက်စလုံးစကားနေတယ်လေ။အန်တီဒိုင်ယန်ကမပြန်ခင် ကျမကိုအားရပါရထပ်ဖက်တယ်။နောက်တစ်ပတ်ဆက်နေနေကြရင် ပြန်လာပြစ်အောင်လာဖို့အမိန်ပေးလိုက်တယ်။မိဖို့ကြောင့်စပွဲအစ်စ်လဲဖို့လာကူပေးတယ်။ အမြန်လမ်းပေါ်ကိုချက်ချင်းပြတ်မတက်သေးပဲဟိုတချိန်ကကျမတို့ရဲ့အင်္ဂလိပ်ရှိခဲ့ဘူးတဲ့လေကွင်းတွေဘက်ကိုမောင်းသွားလိုက်တယ်မတော်တဆရောက်သွားတယ်လို့လို့ဘာလို့လို့ပေါ့စောင်းကုံကားစားဆိုတော့အပြစ်မှာအေးနေသေးပေမဲ့ကျမကားပတင်းမှန်တွေကိုအောက်ချလိုက်တယ်အိမ်ဘက်ကိုကြွေသွားတယ်လမ်းရှိထိတ်ကိုရောက်တော့ကျမကိုကျမစိတ်ဓာတ်ရေရာတွေပြင်ဆင်လိုက်တယ်ကျမရဲ့လေကွင်းလေးနေရာမှာ အိမ်ရအစ်စ်တွေစောက်ထားပြီလားဈေးဆိုင်တွေဖြစ်ကုန်ပြီလားအိမ်နာကိုရောက်တော့အိမ်ရအစ်စ်တွေမတွေ့ရပါဘူးဈေးဆိုင်တွေလည်းမရှိဘူးမူဝဲလာမိသားစုလို့ဆေးဖြူနဲ့ရေးထားတဲ့စာတိုက်ပုံးလေးကိုတွေ့လိုက်ရတယ်ကျမတို့ရဲ့လေကွင်းလေးကအခုလဲစိုက်ခင်းတွေအပြည့်နေစိုက်ခင်းတွေကြားမှာအမျိုးသားတယောက်လမ်းလျှောက်နေတယ်ခက်လန်းလန်းကရေကန်သားမှာအမျိုးသမီးတယောက်နဲ့ကောင်မလေးတယောက် ရေကန်ထဲမှာစော့နေတဲ့ခွေးတကောင်ကိုမတက်ရဲကြည့်နေတယ်။ကောင်မလေးကပြင်းနေပုံပဲ။လက်တွေကိုလေးထဲမှာရဟတ်လိုလှဲ့နေတယ်။အဲ့ဒီမြင်ကွင်းကိုကျမခဏငြိမ်ကြည့်နေမိတယ်။အုံနာကိုတတိပေးတယ်။အမတဲကိုမသွားနေတော့။အော်တန်တွေမရှိဘူး။တနတ်တန်တွေမရှိဘူး။ငှက်ဆိုးထိုးတန်တွေလည်းမရှိဘူး။တိတ်ဆိတ်နေတာကိုပဲနားထား။ စိုက်ခင်းထဲမှာလမ်းလျှောက်နေတဲ့လူကကားပေါ်ကနေ ထိုင်ကြီးနေတဲ့ကျမကိုမြင်သွားတော့လန်းလန်းပြတယ်။ကျမလည်းလက်ပြန်ပြလိုက်ပါတယ်။သူကကျမကိုနှုတ်ဆက်မလို့ထင်တယ်။ကားစီကို တလန်းချင်းရှောင်လာတယ်။ကျမကားကိုချက်ချင်းနောက်ပြန်ဆုပ်ပြီးလှည့်ထွက်လာခဲ့လိုက်တယ်။ဟင်အင်းမတွေ့ချင်သေးဘူး။မိတ်မဆက်ချင်သေးဘူး။ကျမဘာလုပ်လဲဆိုတာကိုပြောမပြချင်သေးဘူး။ ဟိုဘက်ရက်ွက်ကအင်္ဂလိပ်ရှိယာကိုပြန်နေတယ်။တာမန်မိမတယောက်ပဲဖြစ်ချင်တယ်။